ICJ ဖြစ်ရက်အခုဖြစ်ရက်နဲ့ပတ်သက်ပြီးအတိတ်ကအဖေအောင်ဆန်းလုပ်ခဲ့တဲ့ကိစ္စကိုတဖန်ပြန်ပြီးစဉ်းစားကြည့်စီချင်ပါတယ်အဖေအောင်ဆန်းတို့ကကြည်နော်သူ့အသက်ဘယ်လောက်လဲသူအင်္ဂလန်ကိုသွားလွတ်လပ်ရေးအတွက်ညှိနှိုင်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ပြည်သူကိုစားပြုခေါင်းဆောင်ရဲ့အသက်ကိုကြည်လိုက်နော် အင်္ဂလန်ကိုလွတ်လပ်ရေးမဖြစ်မနေပေဖို့ရည်ရွယ်ချက်နဲ့သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာအသက်30နှစ်တောင်မပြည့်သေးပါဘူးခမားစင်းစားတာကြီးအသက်32နှစ်ဆိုတာလူငယ်ဘဝကိုလွန်ပြီးလူလက်ပိုင်းအရွယ်ပဲ ရှိသေးတာနော်လောက်လောက်လာလာဆိုတဲ့အင်္ဂလန်ကဗြိတိရှအင်ပါယာက ငနေတွေနဲ့ level 2ပြောတာဟိုကောင်တွေကတိတ်ပြီးကင်းကြီးခန်းကြီးနိုင်ကြတာသူကိုစားပြုတ်ပြီးဆွေးနွေးတယ်နော်ဒါကိုဟိုငနေသားတွေက ညစ်လိုက်သေးတယ်။ကိုအောင်ဆန်းကျွန်တော်ကဗမာနယ်တွေကိုပဲလွတ်လပ်ရေးပြင်မယ်။ခမည်းကဗမာလေဒါကြောင့်ခမည်းကဗမာတွေကိုပဲ ကိုစားပြုနိုင်မယ်။အခုခမည်းတောင်းတဲ့လွတ်လပ်ရေးကိုခမည်းပဲပေးမယ်ဗျာ။ကြံတဲ့နယ်တွေတော့အသာထားအောင်။ဟာအဲ့ဒီလိုတော့မဖြစ်ဘူး။ကျွန်တော်ကတနိုင်ငံလုံးကိုစားပြုလာတာ။ခမည်းတော်လွတ်လပ်ရေးကိုတနိုင်ငံလုံးတပီးလုံးကိုပေးမှဖြစ်မယ်။ နေပါအောင်ကွာကိုအောင်ဆန်းရခမားကသာလွတ်လပ်ရေးတနိုင်ငံလုံးပေးဖို့ပြောနေတာဟိုလူတွေရဲ့သဘောထားစံနာကိုလည်းကျွန်တော်တို့မသိရဘူးလေဗျာခမားကသာတိုင်းပြည်လုံးလွတ်လပ်ရေးအတူပေးဖို့ပြောနေတာဟိုလူတွေကလိုချင်မလိုချင်ဘလို့လို့သိနိုင်မတော့ဗျခမားစံနာဟာခမားစံနာပဲလေတခြားသူတွေရဲ့သဘောထားမှာမဟုတ်တာဒါကြောင့်ကျွန်တော်တို့က လွတ်လပ်ရေးပေးရင်တော့ခမားတို့ဗမာပြည်အတွက်ပဲလောလောဆယ်ပေးထားမယ်။ကြံတဲ့ပြည်နယ်တွေကတော့ကျွန်တော်တို့ဆက်ပြီးစဉ်းစားမယ်။ဟာအတလီခမားမဟုတ်သေးဘူးဒီလိုလို့ကျွန်တော်နိုင်ငံကျွန်တော်ပြန်မယ်ပြီးရင်ပြန်လာမယ်ကျွန်တော်ဟိုမှာညှိနှိုင်းပြီးတော့အတိုင်းပြည်လုံးလွတ်လပ်ရေးအတူတူယူမဲ့သဘောတူညီချက်ကိုလုပ်ခဲ့ပြီးတော့ခမားတို့ကိုတက်တည်ပြမယ်။ဟုတ်ပြီလားကျွန်တော်ခဏပြန်မယ်ပြီးရင်ပြန်လာမယ် ကျွန်တော်တို့အားလုံးအတူတူလွတ်လပ်ရေးကို ပေါင်းပြီးယူကြမှဖြစ်မယ်ဗျဒီလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းလည်းအရွယ်နဲ့မလိုက်အောင်ပြည်ရင်းပြည်ပကိုလွန်ထိုးပြီးနိုင်ငံရေးအနည်းနဲ့ပြန်တိုက်ရပြန်ပါတယ်ဒီလိုနဲ့ပင်လုံစာချုပ်ဆိုတာဖြစ်လာတယ်မဟုတ်လားခမားတို့ပဲစဉ်းစားကြည့်ပါအပေါ်ကပြောခဲ့တဲ့ဒိုင်ယာလော့တွေကတော့ကျွန်တော်ဖြည့်စဉ်းစားကြည့်တာပါသမိုင်းနောက်ခံကိုမှီပြီးတော့စာပကြီး ခြေပြတာပေါ့ဘိုးကျောင်းအောင်ဆန်းအင်္ဂလန်ကိုသွားတယ်အတလီကိုတွေ့တယ်လွတ်လပ်ရေးပေးဖို့နိုင်ငံရေးစိစက်ညှိနှိုင်းမှုလုပ်တယ်အင်္ဂလန်ကအကောင်တွေကဒုတိယကမ္ဘာစစ်ကြောင့်ချိနဲ့နေရတာပြောတာမြန်မာပြည်ကိုကိုလိုနီပြုခဲ့တဲ့နိုင်ငံငယ်လေးကိုရသလောက်ကစားကြည့်ကျင်နေတာဒီလိုနဲ့ဘိုးကျောင်းအောင်ဆန်းလဲမြန်မာပြည်အ мян ပြေးပြီးတော့ပြည်ရင်းမှာခမရတို့လာကြကျွန်တော်တို့တတိုင်းပြည်လုံးကိစ္စအရေးကြီးနေတယ်ဟိုကောင်တွေကညစ်နေတယ် ခမားတို့ကျွန်တော်တို့သဘောဆန္ဒကိုတက်တည်ပြနိုင်မှာဖြစ်မယ်အချိန်မရှိဘူးကျွန်တော်တို့တို့တွေတင့်တော်တဲ့နေရာမှာစုပြီးအားလုံးကိုစားပြုသဘောတူစာချုပ်လက်မှတ်ထိုးကြရအောင်ဗျာဆိုပြီးတော့ပြောမှာပေါ့ဒီတော့လူမျိုးစုခေါင်းဆောင်တွေကလည်းအောင်ဆန်းရဲ့စိတ်ဓာတ်ကိုသိတယ်လေသူကယူသားတာကိုသူတို့တွေကိုယ်တိုင်ကလည်းခင့်မြင်ရှိတယ်လို့တကယ်တိုင်းပြည်ကိုစူပေါင်းတီထောင်ခြင်းကြတယ် တိုင်းပြည်ကြီးပွားတာကိုပဲမြင်နေတယ်။ငါတို့ကြိုးစည်းပွားအတွက်အောင်ဆန်းကိုနည်းနည်းညှစ်ထားမယ်ဆိုတဲ့စိတ်ဓာတ်မရှိကြဘူး။ဒါကြောင့်တိတ်များများဆာဆာလေးဖောင်ဖွဲ့မနေဘူး။သူတို့ကလွတ်လပ်ရေးကိုတကယ်လိုချင်တာကိုဒါကြောင့်ပင်လုံသဘောတူစာချုပ်ကမြ мян ဆန်းဆန်းပဲဖြစ်သွားတယ်။ဒါကဘာကိုပြသလဲဆိုရင် တကယ်လိုချင်ရင်ဖြစ်ပါတယ်။တကယ်မလိုချင်ရင်တော့၁၀နှစ်လည်းမဖြစ်ဘူး။၂၀လည်းမဖြစ်ဘူး။ နှင်း90လဲမဖြစ်ဘူးအဲ့ဒါခမရမမြင်မှတ်တာအင်္ဂလန်ကပြန်လာပြီးပင်လုံစာချုပ်ချုပ်တဲ့နေ့ကဘာကြလို့လဲခမစဉ်းစားကြည့်လေတမိုင်းကိုပြန်လှန်ကြည့်ပါလွယ်တယ်လို့ထင်ရင်ထင်မယ်နော်ရှင်းရှင်းပြောရရင်တော့ဟုတ်ပါတယ်လွယ်တယ်ဘာလို့လွယ်တယ်လဲသိလားအောင်စန်းကိုလူလူကယုံကြည်စွာအနံ့ထားပြီးသားမှုပါခမစဉ်းစားကြည့်ပြီးတော့ လူမျိုးစုခေါင်းဆောင်တွေမှာတကယ်လွတ်လပ်ရေးကိုလိုလားထက်သန်တဲ့စိတ်ကစစ်မှန်လို့ပါပြီးတော့သူတို့စီမှာကိုကျိုးစည်းဝါဆိုတာတွေလည်းထက်မစင်စားကြဘူးလေအောင်ဆန်းကတကယ်လုတ်တယ်ဆိုတာလည်းယုံကြည်လို့လွယ်တာပါအခုနဲ့တော့နည်းနည်းပဲกว่าပါတယ်နည်းနည်းလေးပါတကယ်နည်းနည်းလေးပါဗျာအခုဘာလို့မလွယ်တယ်လဲရှင်းရှင်းလေးပါပဲတိတ်ပြောမနေတော့ပါဘူးခင်ဗျားတို့အားလုံးသိပြီးသားပဲလေဒီတော့ ပင်လုံစာချုပ်ချုပ်ပြီးတိတ်မကြပါဘူးပြည်ပကငနဲသားတွေကအင်္ဂလန်ကကောင်တွေညစ်ထားလိုက်ပြည်တွင်းမှာအောင်ဆန်းကိုမျက်စိသွယ်မွေးစုပြီးတော့မနာလိုရှုစိတ်နဲ့ကပြက်ရပြက်လှုပ်ချင်တဲ့ကောင်တွေကကြာချောင်းချောင်းနေကြတယ်ဒီလိုနဲ့ဝင်းကြီးများရုံမှာလှုပ်ကြံမှု ဖြစ်တော့တာပဲခမစဉ်းစားတာကြည့်အောင်ဆန်းခမရဘလောက်ကတိရှာမလဲဒုတိယကျောင်းသားတပိတ်ဖြစ်တော့1936သူ့အသက်ဘလောက်ပဲရှိအောင်မလဲ အသက်23လောက်ပဲရှိအောင်မယ်နော်ခမစင်သားကြီးအဲ့ဒီမှာသူကအကြောင်းသားကောင်းဆောင်ပြီးတော့နောက်ပိုင်းမှာနိုင်ငံရေးလုပ်တွေလုပ်ပြီးတော့လူမှုတိုက်ပွဲတွေမှာဦးဆောင်တယ်ပြီးတော့ဒီနီးနဲ့မရဘူးဆိုပြီးပြပထွက်အကူညီရှာတယ်အဆက်အသွယ်ရပြီးစစ်ပညာသင်ဖို့လူစုတယ်ဂျပန်လောက်မှာစစ်ပညာသွားသင်လိုက်သေးတယ်ပြီးတော့ထိုင်းဘက်ကနေလူစုပြီးအင်္ဂလိပ်ကိုတိုက်တယ်ပြီးတော့စစ်ဘက်ဆိုင်ရာထိပ်ပိုင်းတာဝန်တွေ ထမ်းဆောင်လိုက်သေးတယ်နော်ဂျပန်ကမဟန်ဘူးဒါကြောင့်ဂျပန်ကိုထတ်တိုက်ဖို့ လုပ်ရပြန်တယ်ဒါကလည်းလွဲတယ်မထင်နဲ့အတွင်းစီထဲမှာပဲရောက်နေတဲ့သူက အတွင်းထဲကို ပြန်တိုက်ရတာလှုပ်ဝဲရတယ်တိမ်မွေ့ရတယ်ဒီနေ့ခစ်လို့တိတ်ဟောင်းဖွာဟောင်းဖွာလုံနေလို့မရဘူးခမားစဉ်းစားကြည့်အချင်းဒီမဟန်ရင်ဂျပန်ထဲမှာပဲရာတို့ကြီးကြီးယူထားတဲ့အောင်ဆန်းကိုဂျပန်တွေဖြောင်းမှု ိတ်ခတ်မှာမဟုတ်ဘူးเนาะတိုးတိုးသေးသေးလုပ်ရတယ်ဒါကလည်းအောင်မြင်တာပါပဲအင်္ဂလိပ်နဲ့ပြန်ပေါင်းတဲ့ကိစ္စကိုလည်းကြည့်เนาะအင်္ဂလိပ်ဘက်ကကြည့်ရင်အောင်ဆန်းဟာရန်သူပဲဒါပေမဲ့ဂျပန်ကိုတိုက်ဖို့ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ရတယ်ရန်သူရဲ့ရန်သူဟာမိတ်ဆွေပဲမဟုတ်လားဒီတော့ညမာဒီတိုက်ပွဲမှာဂျပန်ရှုံးတယ်အင်္ဂလိပ်ကညမာနဲ့ပေါင်းပြီးနိုင်လိုက်တယ်ပေါ့ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ပြီးပြီမဲ့အင်္ဂလိပ်ကညစ်ထားတယ်။လွတ်လပ်ရေးချက်ချင်းမပေးဘူး။ဒါကြောင့်လက်နက်ကင်ဒေါ်လာရေးနှီးပြီးတော့နိုင်ငံရေးတိုက်ပွဲ ပြန်ဆရတယ်။ဒီမှာ အောင်ဆန်းတိတ်ပင်ပန်းခဲ့ပါတယ်။ပြည်တွင်းမှာစစ်ဆက်ညှိနှိုင်းရေးတွေလုပ်ရတယ်။လွတ်လပ်ရေးရတော့မယ်ဆိုတာတည်ကြတော့ယာဒူအာနာထိုင်ကုံတွေလည်းပေါ်လာတော့မယ်လေ။လူကြရကြတာပေါ့။ဒီလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းလည်း မသူတော်တရားဘေးကို ကြားရောက်ရှာပါတယ်ဘုဒ္ဓအောင်ဆန်းလောက်ကြံခံရတော့သူ့ရဲ့အသက်က32နှစ်ပါအခုခေတ်နေနဲ့ဆိုရင်တော့32နှစ်ဆိုတာလူငယ်လူလက်ပိုင်းပဲရှိသေးတာပါသူ့အသက်နဲ့သူလောက်ခဲ့တဲ့အလုပ်တွေသူထမ်းထားတဲ့ဝင်ကို ခမားစဉ်းစားတာကြီးမလွယ်ဘူးမလွယ်ဘူးအခုခေတ်မှာ30ကျော်40နီးပါးတွေတောင်တိတ်ပြီးတင်နာစင်ကြသေးတာမဟုတ်ဘူးလေ ဂိန်းလေးတစ်နှိပ်နှိပ်ခွေးပုတ်လေးတစ်ဖို့ဖို့နဲ့တောက်ဖောင်းထုနေကြသေးတာအခုလဲကြည့်အဖေအောင်စန်းခမရအရွယ်နဲ့မလိုက်အောင်ဝင်းကိုထမ်းထားခဲ့ရတာပြီးတော့အိတ်သားမစ္စရီယာနဲ့မနာလိုဝင်းတို့ပြီးအောင်စန်းကိုတက်ရင် သူနမ်းရမယ်လို့ထင်တဲ့ကောင်းကရှိသေးတယ်အခုလဲကြည့်တမီအောင်စန်းနဲ့ဒေါ်စုခမရအသက်က94နှစ်ရှိနေပြီတကယ်တမ်းပြောရရင်တော့ကျွန်တော်တို့အဖွားရပါ အသက်ရွယ်အိုမင်းနေပါပြီအသက်ရွယ်ကြီးရင်နေပါပြီသူထမ်းထားတဲ့ဝင်းကို ခမားစဉ်းစားကြည်စမ်းပါသူ့အပေါ်မိခိုကက်ရက်နေတဲ့သူတွေကိုလည်းစဉ်းစားကြည်စမ်းပါသူရှိမှပြောင်းရောင်းနိုင်တဲ့သူတွေအကြောင်းကိုလည်းစဉ်းစားကြည်စမ်းပါယောက်ျားတံမဲ့မိမလို့မိမရနဲ့တောက်ဖောင်းထုနေတဲ့ကောင်းတွေကိုလည်းခမားမြင်ကြည့်လိုက်စမ်းပါဟိုအမဲအိုကြီးခမရအရွယ်နဲ့မလိုက်အောင် သူ့မှာထန်းထားရတဲ့ဝင်တွေက မသေးပါဘူးစဉ်းစားကြည့်လေမျက်လုံးလေးကိုလည်းပြူပြဲကြည့်ဦးသူ့မှာစုပ်ကင်ထားတာမရှိဘူးသူ့မှာကိုကြိုးစည်းဝါးဆိုတာမရှိဘူးသူ့မှာချမ်းသာကြွယ်ဝပြီးစိန်နဲ့နေမယ်ဆိုတာမရှိဘူးသူ့မှာသူ့ကြိုးစည်းဝါးအတွက်ဘာမှလုပ်မထားဘူးနောက်လေလုပ်မှာမဟုတ်ဘူးစည်းစိန်လည်းသူ့မမတ်ဘူးသူ့သားသမီးကောင်းစားရေးဆိုတာလေသူ့ကောင်းထဲမှာမရှိဘူးခမရစဉ်းစားကြည့် သူကဖြက်စားလိစားလုပ်တဲ့သူလည်းမဟုတ်ဘူးနိုင်ငံကိုလည်းပေါင်မစားဘူးရောင်းလည်းမစားဘူးတင်းဟန်ဇာတာထုတ်ပြီးအမြတ်ထုတ်တာလည်းသူမလုပ်ဘူးသူ့ရဲ့ဆွေတော်ကောင်းစားရေးကိုလည်းပံ့ပိုးတယ်ဆိုတာကြားဘူးသလားလုံးဝမရှိပါဘူးခမစဉ်းစားကြည့်လေတနိုင်ငံလုံးကြီးကသူကောင်းပေါ်မှာတောက်ဖောင်းထူးမဲ့ငနေသားတွေကတပုံကြီး ကိုယ့်လုပ်ကိုမလုပ်ဖဲနဲ့ဝင်ငန်နေတဲ့ကောင်းတွေကလည်းတပုံကြီးကိုထမင်းကိုစားပြီးအာကုသို့ဝင်ယူနေတဲ့လူတွေကလည်းတပုံကြီးကိုကျိုးစည်းဝါပြက်မှာဆိုးလို့ဒေါ်စုမရှိမလဖြစ်ရေး မရှိနိုင်မကဲနိုင်ဖြစ်ရေးကိုဘေတီးပြေးနေကြတဲ့ငနေသားတွေကလည်းတပုံကြီးပါ ကြည်ကြသေးတာပေါ့ ICJ ကိုသွားတာမသွားတာအပါထားသွားပြီးဖြည့်ရှင်းမယ်ဆိုတာကိုရင်ဆိုင်ရတဲ့စိတ်နဲ့တတိကတော့အမှန်ခံပါပဲ လေးစားစရာကောင်းတယ်ချီးကျူးစရာကောင်းတယ်ဒီကိစ္စဟာနိုင်ငံရေးအရာမဟာဗျူဟာချင်းချက်ရှိနိုင်ပါတယ်အောင်မြင်မှလည်းအောင်မြင်မှာပေါ့ဒါပေမဲ့ဘာမှမဖြစ်ဘူးဒေါ်စုနောက်မှာလူရုရက်နေဖို့ပဲလိုပါတယ်လူရုရက်နေတဲ့ရွေ့ဒေါ်စုလဲမကြပါဘူးလဲကြမယ့်အမျိုးသမီးလည်းမဟုတ်ဘူးသူ့ရဲ့ယူတာမှုကထူတာပေးတာကြောက်အောင်အစမ်းသက်ခံခဲ့ပြီးသားလေဒါဟာလက်ယုံရည်တိုက်ပွဲမဟုတ်ဘူး နှလုံးရည်တိုက်ပွဲပါခေါင်းဆောင်အရာကိုရောက်တာဟာဉာဏ်ပညာဆိုတာထက်စိတ်နေသဘောတရားကို ပို့ပြီးတော့ညွှန်းဆိုတာလူတွေဟာတတိရှိကြပါတယ်ဒါပေမဲ့ဗျက်တိမရှိကြဘူးလေယုံအာကိုနဲ့တတိရှိပါတယ်လို့ပြောတဲ့သူတွေဗျက်တိကိုအစမ်းသက်ခံနိုင်လို့လားတေရဲမှတတိမဟုတ်ဘူးနော်နေရဲတာလေတတိပါဒီစကားကရိုင်းကျင်ရိုင်းပါလိမ့်မယ်ခမားတို့ဘလို့ပဲထင်ထင် ခကြမ်းကြမ်းပဲပြောချင်ပါတယ်။တိတ်ပြီးနှုတ်ရမနေချင်တော့ဘူး။ပညာတတ်စံတယ်ဆိုတာကလည်းပညာတတ်စံတယ်လို့လည်းအထင်မှန်ကျင်ဘူး။နလဗိန်းတုံးစံကျင်တယ်လို့လည်းထင်ရင်ထင်ပေါ့။ပြည့်ပြတ်သားသားပဲပြောချင်ပါတယ်။အခုလက်ရှိဒေါ်စု ICJ ကိုရင်ဆိုင်လိုက်တဲ့ကိစ္စကိုထောက်ခံပါတယ်။ဒေါ်စုဘက်ကရှက်ပါတယ်။ဒီကိစ္စမှာဒေါ်စုလက်တွေ့ရသွားသည်ဖြစ်စေမသွားသည်ဖြစ်စေ ရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်ကိုကြိုဆိုတယ်အားပေးတယ်ဝမ်းသာတယ်ချီးကျူးတယ်ဒီကိစ္စမှာ မဟာဗျူဟာအယကျင်းကျက်ရှိပြီးလွဲကောင်းလွဲနိုင်ပါတယ်ဒါပေမဲ့ဒီလိုတက်တိကို လေးစားတာပါဒီလို စိတ်ဓာတ်မျိုးကိုလေးစားတာလုံငန်းအောင်မြင်မှုဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်ကြက်ဥနှစ်ရောင်တိမ်တောင်တဖွဲမြင်းရည်ကျယ်မဟုတ်လားဒါပေမဲ့ကျွန်တော်တို့ယုံကြည်ထားတယ် ကျွန်တော်ကဘယ်ပါတီဝင်မှလည်းမဟုတ်ပါဘူး။လော်ဘီလည်းမဟုတ်ဘူး။စော်ဘီလည်းမဟုတ်ပါဘူး။ RND ကိုမျက်စိမိတ်ထောက်ခံနေတဲ့ငနေသားလည်းမဟုတ်ပါဘူး။လမ်းချင်းတူလို့လူချင်းတွေ့ရင်ပူပေါင်းပြီးကူညီပါတယ်။ဒီရေးကိစ္စမှာဒေါ်စုရဲ့စိတ်ဓာတ်ကို သိရလို့လေးစားတယ်၊ကြည်ညိုတယ်။ဒေါ်စုဟာကျွန်တော်တို့ကိုတဘာဝကပေးထားတဲ့လက်ဆောင်ပါပဲ။နောက်ထပ်မရနိုင်တော့ပါဘူး။